အာဆင်နယ်အသင်းကြီးပြအာဒီတာကလာမယ့်နေရာဒီမှာကစားသမား၄ဦး၅ဦးထွက်ခွာမယ်လို့အတည်ပြုပြောကြားပြီးဘုတ်အဖွဲ့အနေနဲ့ပါနန့်စွာလှုပ်ဆောင်မှုလိုအပ်ကြောင်းတိုက်တွန်းခဲ့ပါတယ်။မေ၁၈ရက်ကအရှင်ပြိုင်ကစားတဲ့အင်ကွင်းနောက်ဆုံးပွဲစဉ်မှာနယူးကာဆယ်အသင်းကိုအနိုင်ရပေးတဲ့နောက်အာဒီတာကအခုလိုပြောကြားခဲ့တာပါ။ရှာသီကိုအဆုံးသတ်ကြတာပေါ့ပြီးရင်ကန်းချီကိုသွားပြီးရနေနေလောက်ပြောကြားတာပေါ့။ အပေါ်ပိုင်းမှာရှေ့သူတွေဘုတ်ဖွဲ့ဝင်တွေကသူတို့လှုပ်ဆရာရှိတာကိုသိချလှုပ်ကြမှာပါကျွန်တော်တို့အနေနဲ့ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာအရန်ပါနဲ့ဖို့လိုပါတယ်အထူးသဖြင့်ကျွန်တော်တို့ကစားသမားတွေလိုအပ်တယ်ဘာလို့လဲဆိုတော့လူစင်းကတော်တော်နေပါတယ်ကစားသမားလေးဦးငါးဦးလောက်ကလည်းစာချုပ်ကုန်တာအငှားစာချုပ်ပြေးတာတွေကြောင့်ကျွန်တော်တို့လက်လွတ်ရအောင်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပါနဲ့ဖို့လိုတာပါထပ်ပြီးပြောရရင်ကိုလှုပ်ချင်တာတွေအစည်းကမ်းတကြလုံနိုင်ဖို့လိုပါတယ် လာမယ့်ရာသီမှာကျွန်တော်တို့အင်အားတောင်တင်းအောင်လုပ်ရပါမယ်လို့အာတီတာကပြောပါရယ်။၎င်းရဲ့ပြောကြားမှုအရနေရာသီမှာစာချုပ်ကုံဆုံးမဲ့ဂျော်ဂျင်ဟွန်နဲ့တရားနေတို့အပြင်ဇင်းချန်ကိုဟာလည်းထွက်ခွာပွဲရှိပြီးအငားစာချုပ်ပြေတော်မဲ့နေတိုနဲ့စတာလင်ဟာလည်းသက်ဆိုင်ရာကလပ်တွေကိုပြန်ရောက်မှာဖြစ်ပါရယ်။ အာဆင်နယ်အသင်းအနေနဲ့လာမယ့်နေရာဒီမှာပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်ဖွဲ့ရှိကြောင်းသတင်းတွေထုတ်ပေါ်လျက်ရှိပြီးဆိုစီဒက်စကွင်းလေလူဇူဘီမန်ဒီကိုကြိုးပမ်းနေတယ်လို့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဘေဘောအသင်းကနီကိုဝီလျံစ်လိုက်ပစ်အသင်းကရှက်ရှကုန်စပိုတင်းလစ်စဘွန်အသင်းကယူကေရက်စတိုကိုလည်းပြတ်မှတ်ထားနေပါတယ်